ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ပေါ့ဗျာเนาะဟဲဒီမြန်မာနိုင်ငံမှာစစ်တီတွေเนาะထက်ရရှိတွေပေါ့ဗျာเนาะထက်ရရှိလို့အောင်ပြောစစ်တပ်ကနေပြီးတော့စာချုပ်ပြန်ပြီးတော့ချိုးဖောက်နေတာတွေဒါတွေကမကောင်းတဲ့လုပ်ရတဲ့ဒါတွေကိုလည်းကျွန်တော်ဖော်ထုတ်တယ်เนาะကျွန်တော်ပြောတယ်ဘာကြောင့်မို့ကျွန်တော်ဒါမျိုးပြောလဲဆိုရှင်ဒါတွေကစစ်တပ်ကောင်းမှုအတွက် စစ်တပ်တဲ့ဝင်ကျင်တဲ့သူတွေမှာအများကြီးအများကြီးစစ်တပ်တဲ့ဝင်ကျင်တဲ့စစ်တပ်တွေပါဗျာနှစ်နှစ်တန်နေသုံးနှစ်တန်နေတာဝန်ထမ်းဆောင်နေတဲ့သူတွေအများကြီးပဲတော့ဟိုရိုက်တက်လို့တော့မကုန်ဘူးဒါမဲ့စစ်တပ်ကဒါမျိုးဂတိမတီးတဲ့အခါကျတော့ဘယ်သူကဝင်ကျင်မလဲဝင်ကျင်တဲ့သူတော့နောက်တုံကုန်လားလူတိုင်းဝင်ကျင်တဲ့စစ်တပ်ထဲကိုဟာပါသူတက်တနစ်တန်နေတနစ်ဆိုတနစ်စာချုပ်နဲ့အညီသူတာဝန်ထမ်းဆောင်ပြီးထွက်နှစ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 ်စာချုပ်နဲ့သူတာဝန်ထမ်းဆောင်ထွက်ပြီးနောက်ထပ်လာနောက်ထပ်ဒါမျိုးဘယ်လိုခေါ်မလဲဒါမျိုး သွေးသားလည်ပတ်မှုပေါ့ဗျာနော်သွေးလည်ပတ်မှုကောင်းနေလို့ရှိရင်စစ်တပ်ထဲကိုဝင်ကျင်တဲ့သူတွေကအများကြီးပဲခုခင်ဗျားတို့စစ်တပ်ရဲ့လုံထုံးလုံးကြီးတွေကစောက်ထဲမှာတစ်မျိုးအပြစ်မှာတစ်မျိုးဖြစ်နေခါကျတော့ဘယ်သူကဝင်ကျင်ပါလဲလဲဘယ်သူမှမဝင်ကျင်ဘူးဝင်မဲ့သူတော့မထွက်ပြေးဘူးလားစိတ်ပါတဲ့သူတော့မထွက်ပြေးဘူးလားအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ခင်ဗျားတို့စစ်တပ်မှာဖြစ်နေတဲ့ပြဿနာကလေခင်ဗျားတို့အဓိကရှင်းရမှာအဲ့ဒီပြဿနာ အဲ့ဒီပြဿနာသာတည်လေသွားမယ်ဆိုရင်စစ်တပ်တပ်ဝန်ကြီးသူတန်းစီပဲစစ်တပ်ကစစ်အွန်လိုင်းပဲဖြစ်ချင်းပြာနော်ရည်ချင်းရှိရသူတွေအများကြီးဝင်လာမှာအဲ့ဒါဘာလဲဆိုရှင်နေရာယာတူတစ်ခုရပြီဟေးဆိုရှင်မထချင်တော့ဟာမထချင်တော့နေရာတနေရာကိုရောက်ပြီဆိုအဲ့နေရာကလည်းမပြောင်းချင်တော့ဘူးဥမာဖြစ်စစ်တပ်မှာနေရာကောင်းတဲ့နေရာတွေရှိတယ်အဲ့လိုနေရာမျိုးဆိုအလှည့်တွေသွားတာတည်မလားတယောက်ထဲသွားလို့မရဘူး ထားပါတော့အဲတနေရာမှာတချို့ဌာနတွေမှာဆိုလို့ရှိရင်ဒီနေရာရောက်လို့ရှိရင်အဲ့နေရာရောက်ရင်လူတစ်ယောက်ကတစ်လောက်အနိုင်ဆုံးသိမ့်တရာရတယ်နော်အနိုင်ဆုံးသိမ့်တရာရသိမ့်နေရာရနေရာရှိတယ်ဒါပေမဲ့အဲ့နေရာကိုလည်းအဲ6လထက်ပိုပြီးနေလို့မရအောင်ဘာကြောင့်လဲဆိုလို့ရှိရင်လက်ပြောင်းလာအဲဒီကောင်ပြီးနောက်တစ်ယောက်နောက်တစ်ယောက်နောက်တစ်ယောက်ပြောင်းလာအဲ့အဲ့လိုမျိုးတွေပြောင်းမင်းနေလို့ရှိရင်တော့အားလုံးကကျဉ်တတ်တာပေါ့ဗျာနော်ဒါပေမဲ့အဲ အဘပိုင်တဲ့သူတွေကြတော့အဲ့နေရာကိုရောက်သွားပြီဆိုရှင်တော့အဲ့နေရာမထကျင်တော့မထကျင်တဲ့ခါကျတော့မထရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့သူရတဲ့ပိုက်ဆံတွေကတဝက်တဝက်လောက်ကိုပြန်ပြီးတော့ဂါတယ်ဂါတော့သွားပြူတော့ပြူတဲ့ခါကျတော့သူကမထတဲ့ခါကျတော့နောက်လူကမသွားအောင်နောက်လူကမလာမလာတဲ့ခါကျတော့နောက်ထပ်လူတွေကဝင်လို့မရတော့အဲ့တော့စစ်တပ်ကဗာလဲအနာဒနာတွေဆိုရှင်သွေးလေပတ်မှုမကောင်းတဲ့အခြေအနေမျိုးထိသွားဖြစ်နေတယ်အဲ့တော့အာဘယ်လိုခေါ်မလဲကျွန်တော်တို့ချိန်ကိုချိန်ပြည့် သွားပါနော်သွားအဲ့တော့ဒါမျိုးနေရာမျိုးကြတော့6လတဲ့ကျူပို့ပြီးနေကျင်တယ်တနေ့တက်ပို့နှစ်နှစ်လည်းနေကျင်တယ်အဲဆင်းရဲဒုက္ခရောက်တဲ့ရခိုင်တို့ဟလာရှေတန်းစစ်မျက်နာတို့ကြတော့ဘာလို့မှမသွားကျင်အဲ့လိုနေရာမျိုးကြအဲ့လိုနေရာမျိုးရောက်ပြီးတဲ့သူတွေကြတော့သူတို့ကမသွားဒီမှာကြတော့မသွားကျင်လို့နေရာကနေမထကျင်တဲ့အတွက်ကြောင့်မို့လို့ဂါရဝပြူတာဟိုမှာကြတော့အဲ့နေရာရောက်သွားအဲ့နေရာကိုမသွားကျင်တဲ့အတွက်ကြောင့်မို့လို့ဂါရဝပြူနေတဲ့ခါကြတော့စစ်တပ်မှာအဲ့ဒီ position ချတဲ့ position ချတဲ့တွေဘယ်လိုဟောမလဲဆိုလို့ရှိရင်အရာရှိပေါ့နော်အာနာရှိတဲ့သူကအာနာရှိတဲ့သူကသူ့ကိုလက်ထိုးမယ်ဂါရဝပြုတ်မယ်ဟေးဆိုလို့ရှိရင်ကဲဒီကောင်းတာဒီနေရာသွားဒီကောင်းတာဒီနေရာသွားဆိုတဲ့ခါကျစစ်တပ်မှာမမျှမတမှုတွေအမျိုးတွေဖြစ်နေတာဒါကြောင့်စစ်တပ်သွေးလေပတ်မှုမကောင်းဘူးပြဒါတွေကစစ်တပ်ရဲ့လုံထုံးလုံပြီးမှလားဆိုတော့မရှိဘူးစစ်တပ်လုံထုံးလုံဒီမှာဒီမှာနှစ်နှစ်တာဝန်ထမ်းဆောင်နှစ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 ်ပြီးနောက်တစ်ယောက်ပြောင်းဟုတ်လားနောက်တစ်ယောက်ပြီးနောက်ထပ်နှစ်နှစ်ပြောင်းနှစ်နှစ်ပြောင်းနှစ်နှစ်ပြောင်းအဲ့လိုမျိုးပေါ့ အားလုံးဟာတာဒူညီမြစစ်တပ်ကပြဋ္ဌာန်းထားတဲ့ဥပဒေဒီလိုရှိတယ်ဒါပေမဲ့အဘအများကအဘအများကသူတို့ကိုဂါရဝပြုမဲ့ဂါတဲ့သူတွေအကုန်လုံးကိုဒီလိုထားဟိုလိုထားဆိုတဲ့ခါကျတော့စစ်တပ်မှာမမြမတတယ်ဖြစ်နေအဲ့ဒီမမြမတမှုကစစ်တပ်ကိုကြာရှုံးစေတာပဲနော်အဲ့တော့စစ်တပ်မှာဒါလေးပြင်လိုက်ရင်တိတ်ကောင်းမယ်အခုအရာဒီအထက်ရရှိမှာဆိုရင်ပိုချုပ်ပမှုရလူတွေနေရာကောင်းအောင်ရမထကျင်တော့ဘူးထားပါကုန်းနဲ့ကော်ပြီးထွက်စစ်တပ်ကလည်းကုန်းနဲ့ကော်ထွက်တော့မှကျတော့မထွက်ဘူးဆိုတဲ့သူတွေအဲ့လိုမျိုးများတယ် နေရာရအခြေအနေကောင်းနေကြတော့ဘူးဗျာနော်အဲ့တော့အဲ့ဒါလေးကိုပြင်လိုက်မယ်ဆိုရင်စစ်တပ်ကသွေးလည်ပတ်မှုကောင်းပြီးတော့နော်ဟိုရှေ့လူသွားနောက်လူဝင်သူအဒါနေရာနဲ့ပတ်သက်ထောက်ပြမယ်ဦးမင်းအောင်လည်းထောက်ပြရမှာပဲဘာကြောင့်ဆိုတော့ကာကျုပ်ရာသူကဒီရနေဒီအဆင့်ဗျာပြီးဒုချုပ်သွားဒုချုပ်ပြီးတချုပ်အဲနောက်တစ်ယောက်လာဒါမျိုးလေးသွားနေမယ်ဟေ့ဆိုလို့ရှိရင်အဆင်ပြေပြင်မယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပြောဆိုကြခြင်းဆိုရှင်ကာကျုပ်ကိုယ်တိုင်ကိုကသူကကြောက်ရတယ်ကနေမထားကျင်တော့မထားကျင်တဲ့ခါကျတော့သူ့နေရာမှာတင့်တယ် အတင်းတဲ့ခါကျတော့နောက်လူတွေကဝင်လို့မရနောက်လူတွေဝင်လို့မရကစစ်တပ်သွေးလေပတ်ကိုမကောင်းပြန်အဲ့တော့နေရာယာတုကောင်းကောင်းလဲတရောက်သွားပြီးနောက်တစ်ယောက်သွားစားကြပါစေဗျာနော်ဘာဖြစ်စားရရင်လည်းရကြပါစေဟုတ်လားထို့တူပဲဟိုဒုက္ခရောက်တဲ့နေရာကျတော့သူများမှဘယ်သူမှမသွားခြင်းဘူးအဲ့နေရာကျတော့ဘယ်လိုခေါ်မလဲဆိုတော့နောက်မှာ background မရှိမှဂါရောမပြုတ်နိုင်သူတွေအားလုံးကိုတခါလဲထိုးထည့်နေတာထိုးထည့်တာအဲ့လူတွေကတခါလဲခံနေရတယ်နော်ခံနေရတယ်အဲ့လူတွေကအဲ့လူတွေကခံနေရတယ်အဲ့တော့စစ်တပ်မှာ ဒါကိုကျွန်တော်ကထောက်ပြတာအခုဗျာအဲပသိမ်ကျင်းထောင်ကနေပြီးတော့ဟလာခင်ဗျာကျင်းထောင်နေမှာအဲစစ်တီအင်အားတွေပေါ့ဗျာနော်စစ်ပြေးတွေတော်တော်များများကိုပြန်ပြီးတော့စစ်ထဲပြန်ထည့်ပေးတယ်အဲစစ်ပြေးတွေကအခုအဲဘယ်ဟောမဆိုလို့ရှိရင်စာချုပ်ကပြည့်နေပြီတစ်နှစ်လည်းကျော်နေပြီနော်တစ်နှစ်နဲ့တစ်နှစ်စာချုပ်သမားတွေကနှစ်ပြည့်နေပြီနှစ်ပြည့်တဲ့ခါကျတော့တို့ကမသွားအောင်အဲ့တော့ဂရိတီလိုက်စမ်းပါနော်လှုပ်ချင်တဲ့သူတွေစစ်ထဲဝင်နေတဲ့သူတွေကပြည့်နေတာပဲအ အပြင်မှာပုံမှန်လင်းပြောရင်စစ်ထဲနဲ့အပြင်မှာရုံးကန်ရခြင်းတူတောင်မှာပဲစစ်ထဲမှာရုံးကန်ရလူတွေအများကြီးတက်တာလေခုမြန်မာနိုင်ငံလက်ရှိလူမှုစီးပွားရေးအခြေအနေအရဆိုလို့ရှိရင်အပြင်မှာရုံးကန်နေရတဲ့သူတွေရှိတယ်အထက်စစ်တပ်ထဲမှာရုံးကန်နေရတဲ့သူတွေရှိတယ်လူမှု level မှာသူတို့ level မှာပေါ့ဗျနော်သူတို့ level မှာကြီးဆိုလို့ရှိရင်အပြင်မှာရုံးကန်အိမ်ဖို့နော်အဲဘယ်လိုကောင်းမလဲရေးဖို့မီးဖို့ကျမရေးဖို့နော်ဒါတွေဒါတွေအားလုံးကိုတွက်လိုက်မယ်ဆိုရင်လူတယောက်ကတရက်တလားတလားအနိုင်ဆုံးနော် ်10သိန်းလောက်မဝင်ရင်လူနဲ့သူနဲ့တူအောင်မနေရအောင်ဟုတ်လားအဲ့တော့စစ်တပ်ထဲမှာရုံးကံပဲဆိုရင်စစ်တပ်ထဲမှာတစ်နှစ်လောက်သွားနေကြည့်လိုက်သွားနေကြည့်လိုက်လို့ရှိရင်သူကလာစားရေဘိုးမီဘိုးစေကူတာစီရိတ်ခလေးကျောင်းစီရိတ်တခါတဲ့အိမ်ဘိုးအကုန်လုံးကစစ်တပ်ကအကုန်လုံးပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်တွေကဝင်နေတဲ့တွေမှာအများကြီးပဲအဲ့တော့ခင်ဗျားတို့တကယ်၍သာပေါ့နော်စစ်တပ်ကကိုယ်ဂတိကိုကိုယ်တီမယ်ဟဲ့ဆိုလို့ရှိရင် ဒါမျိုးပေါ့အဲထဲမှာ position ချတဲ့သူတွေကကာရဝထားတဲ့သူတွေကြတာဒီလိုပို့ဟိုဟိုဟောင်းလေးကိုဟိုပို့ဟလာတကယ်ဘယ်သူမှမသွားကျင်တဲ့အရက်တွေကြတော့သူ့ကိုလုံးဝဘယ်လိုကောင်မဲဆိုရင်လုံးဝကာရဝမပြုတဲ့သူတွေပိုက်ဆံမပေးတဲ့သူတွေအားလုံးအဲ့ကိုပို့နော်အဲအဲ့လိုပို့စတဲ့ခါကျရှင်ဘယ်သူကနေပြောတော့မလဲနော်လုံထုံးလုံနေမှန်ပါနော်လုံထုံးလုံနေမှန်အခုမှန်လားမှန်လားကျွန်တော်ကမှားပါလေပြောပဲဆိုခင်ဗျားတို့ခုရခိုင်မှာနေတဲ့သူတွေအားလုံး6နှစ်ရှိပြီနှစ်နှစ်နဲ့သွားတာနော်ဘယ်သူသွားကျင်မှာရခိုင်အောင် ဲ့ဒီနေရာကြီးအားလုံးမှာရိတ်ခါလဲဟိုဘယ်လိုခေါ်မလဲဆိုတော့စာဝင်နေကြီးကဘယ်လောက်ထိကြက်တဲတယ်မှာလဲခင်ဗျားတို့ပေးတာကမှတစ်လ3သိန်းဟိုမှာကြုံတစ်လုံးကတထောင်ဖြစ်နေပြီအသားငါးတော့မစားရတဲ့ဘဝကြီးရောက်နေတယ်ဒါပေမဲ့ဒါအခက်ခဲတော့စစ်တပ်မှာကြုံပါပဲအတော့ပါတော့လဲပဲနေရာလေးအလှည့်ပြောင်းနေတယ်ဟလာဒီလူပြီးဟိုလူသွားအနစ်နာလဲခံကြအောင်အသားဆန်နေတဲ့ဘက်ကြအဘနဲ့ပိုင်ရင်အသာဆန်ရပြီးတော့အဘနဲ့မပိုင်လို့ရှိရင်အနာခံနေရတယ်ဆိုတော့စစ်တပ်မှာအဲ့လိုမညီမျှမှုတွေကြုံတဲ့ခါကျတော့ဘယ်သူက အာနေခြင်းမလဲဗျာနော်အဲ့တော့အဒါနဲ့ပတ်သက်ပြီးတချို့လည်းပြောနေရရှိတယ်ဗာလဲဒါရီသတင်းမသတင်းသိမ်းမားတဲ့အထင်လို့ရှိနေခင်ဗျားတို့ဥမာကောလင်းကိုသွားကြည့်ပါနော်ကောလင်းသွားကြည့်ပါတက်ရင်နံပါတ်တွေပါကျွန်တော်ပြောထားပါတယ်နော်အသိသိချင်းခင်ဗျားတို့ကိုပိုင်နံပါတ်တွေပါကျွန်တော်ပေးရအောင်မလားနော်အဲ့တော့ခတ်တယ်ခင်ဗျားတို့အဲ့အဘအဘရဲ့ဒီအဘအပေါ်မှာနဲ့စပေါ်မှာအဘအပေါ်မှာလေးလားမတူဘူးခတ်တယ်နော်ထပ်ပေးရအောင်မလားထပ်ပေးရမယ်ဆိုဒါတွေကလည်းပြောတဲ့လုပ်တဲ့နေရာတွေမဟုတ်ဘူးနော် နော်ကာမအသေးရောမရောက်ပါနဲ့မကာရင်သေးရောရောက်ပါပဲတဲ့အဲ့ဒါစစ်တက်တဲ့နော်ခြားစားနေတဲ့စစ်တက်ကြီးဟုတ်တယ် DSA 50နေကထွက်ခွင့်တင်လာပြီတဲ့ဒီပထွက်တော့ပဲဗျာတဲ့ဟုတ်ဘူးခင်ဗျားတို့အဲ့ဒီဟိုလိုဟောင်းလေအဲ့ဒီဥမင်းအောင်နိုင်ကစစ်တက်ကိုဖြောက်မဲ့ချင်ပါလေတဲ့မဲ့ချင်ပါလေဥပဒေနဲ့တင်ပါဥပဒေဆိုတာသူပြောတဲ့စကားတော့သူကကြိုက်တယ်နော်စစ်တက်မှာဒါလုံထုံးလုံးလေးနဲ့မငြင်းရှင်ဥပဒေနဲ့အရေးကြီးပဲရေးကြီးပြိုင်ဆံမှာဘာမှဖြစ်ဘူး ဒါပေမဲ့ကိုကိုတိုင်းလည်းဒီဥပဒေရကိုတို့ကြတဲ့ဥပဒေတည်မင်းမလုံနဲ့လေကျွန်တော်ပြောတာလူတိုင်းလည်းကာကျုပ်ဖြစ်ချင်တယ်နောက်ကလည်းကာကျုပ်ဖြစ်ချင်တာပဲအဲဥဆုံးဝင်လည်းကာကျုပ်ဖြစ်ချင်တာပဲဟုတ်တယ်မလားအဲ့တော့စစ်တပ်မှာဒါမျိုးတွေကမပြင်းဘူးဆိုလို့ရှိရင်ရှေ့လူတွေကဟိုဘလို့လူတွေပဲကြံနေဆိုလို့ရှိရင်စစ်တပ်မှာနောက်ဆိုလို့ရှိရင်နော်အဲ့ဂါလို့သူအပေါင်းတင်းနဲ့ပေါင်းစားပြီးတော့ဟိုဘယ်လိုခေါ်မလဲလှုပ်လှုပ်ကန်လို့ရနေတဲ့သူပဲကြံပြီးတော့လှုပ်လှုပ်ကန်လို့မရတဲ့သူအားလုံးကစစ်တပ်ကနေစုတ်ခွာကြလိမ့်မယ် နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ငတ်တဲ့သူတွေကစွန့်ခွာကြလိမ့်မယ်အဲ့တော့တက်တယ်မှာလဲအစဉ်ပြေတဲ့သူတွေတစုနဲ့သူတို့အတိုင်းဝိုင်းလောက်ပဲကျန်ပြီးတော့ကျန်တဲ့သူတွေအားလုံးစစ်တပ်ကစစ်ပြေးတွေဘာကြောင့်များနေလဲနော်စစ်တပ်တန်းစစ်ပြေးတွေများနေအများကြီးပါပဲဗျာနော်တချို့တက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါတွေကတိတ်လည်းမပြောချင်ဘူးတချို့စစ်စစ်တပ်တွေနော်ဟိုစစ်ပြေးတွေအားလုံးစင်းရင်မတင်ပါမတင်နဲ့အောက်မှာစားနေတာတွေဒါတွေကခင်ဗျားတို့အတွက် ဟိုကျွန်တော်ကဒါမျိုးအရှိကိုအရှိတိုင်းပြောရတာကျွန်တော်စစ်ဘောမှာဖြစ်တယ်စစ်တပ်ကိုတက်မှတ်ပေးရမှာနော်အဲ့တကြောင်မဟုတ်လို့ပေါ့ဗျာနော်ဟိုဒါမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတခုတော့ပြောလိုက်မယ်နော်ဟိုအောက်မှာရေးနေတဲ့ဟိုခင်ဗျားတို့နေပိန်းနေလဲတော်တော်မြန်မာနေပိန်းနဲ့ပါပါလဲနော်မြန်မာနိုင်ငံမှာစစ်တပ်ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးစစ်တပ်ကိုပြင်တာပြင်တာပဲဒါမဲ့စစ်တပ်ကလွယ်ပြီးတခြားရွေးချယ်စရာမရှိဘူးတခြားတာဝန်ယူမှုတာဝန်ခံမှုရှိတယ်အခွဲကြီးတကယ်အခွဲကြီးမှမရှိဘူးအဲ့တော့သိစေချင်တယ် ဟိုဒါကတော့တစ်ခုပေါ့ဗျာနော်ဟိုနောက်ထပ်ခင်ဗျားတို့ရွှေမင်းကြီးကအမြဲအားပေးနေပါလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်က DSC 46ပါတဲ့ထောင်3နဲ့ကြခံပြီးတော့ဘူမှုဘဝနဲ့ပဲတော်လိုက်တော့တယ်ကြလေးစောက်ရုံပါလာလေးစတက်ကဟုတ်ပါလေရာလူတိုးတာကဖုံးကံမြင်လာနေတူရဲ့တဲ့ဘယ်သူမှမဆိုရာလူတိုးခြင်းမှာပေါ့ဒါလည်းမှန်တယ်ဒါပေမဲ့ရာလူတိုးတယ်ပေါ့နော် ဟိုယာဓုတို့ယာဓုတွေအားလုံးကချွတ်နေရတဲ့အားလုံးကပေါ့ဗျာနော်မထခြင်းတဲ့သူတွေများနေတယ်နော်ခြာစားနေစစ်တပ်ကိုထောက်ခံနေတာခင်ဗျားလေးစားပါခြာစားနေတယ်ဟုတ်ပြီခြာစားနေတဲ့စစ်တပ်စစ်တပ်ခြာစားမှုကခြာစားခြင်းဆိုတာပါလားခြာစားခြင်း၄မျိုးရှိတယ်ယာအဲဘယ်လိုဟောမလို့ရှိရင်စန္ဒဂတိအဂတိတရားပေါ့ဗျာနော်စန္ဒဂတိဒေါသဂတိမောဟဂတိဘယဂတိတဲ့နော်ချစ်သဖြင့်မလားအတ္တရိယာသူလာခြင်းနော် အဲဆန္ဒကိဒေါသကိဒေါသကိဆိုမုန်းသဖြင့်မလာအဲ့တော့ရာသူလာခြင်းနော်မောဟကိအမှန်တရားကိုမမြင်ခြင်းအတွက်မလာအဲ့တော့ရာသူလာခြင်းနော်အမောအဆန္ဒဒေါသမောဟဘယ်ရသောကြောက်ရွံ့သဖြင့်မလာအဲ့တော့ရာသူလာခြင်းအဲ့တော့အဂရိ၄ပါဒီအဂရိ၄ပါကတော့ဘယ်နိုင်ငံမှာကမ္ဘာဘယ်မှာမှအဂရိကမကင်းဘူးနော်အဂရိကနေရာတိုင်းမှာရှိတယ်ဒါပေမဲ့ ပြင်းလို့ရတဲ့အာဂရီနဲ့ပြင်းမပြင်းလို့စစ်တပ်ကအာဂရီတွေကပြင်းလို့ရတယ်စစ်တပ်ရဲ့ပရိုကောမဆိုလုံထုံးလုံးတွေအခြေခံဥပဒေပရိညင်ထဲမှာမပါဘူးပရိညင်ထဲမှာမပါတဲ့အတွက်ကြောင့်မလို့ဒါကဒီစစ်တပ်မှာရှိနေတဲ့အဘတွေကခင်ဗျားတို့မနေတဲ့အဘတွေကဒီကိစ္စကိုသူတို့လိုချင်တယ်လို့သူတို့တအသုံးချနေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျုပ်တို့စစ်တပ်ကိုချစ်တဲ့သူတွေကတော့စစ်တပ်ကြီးကိုချစ်တာအဲ့ဒီအတွက်ကြောင့်မလို့ပြင်းလို့ရတယ်ဥပဒေလုံထုံးလုံးကြီးကျန်နေရှိတယ်ခင်ဗျားတို့အဲ့ဒီ အားပေးနေပါတယ်စစ်တပ်ကိုစန့်ကျင်နေတယ်ထောက်ဟိုတပ်ဖြတ်နေတယ်ဟိုဒီတော်လိုင်းအုပ်စုတွေကြတော့ဘယ်နေရာမှာများခမောက်ကောင်းွက်ရှိတယ်မသိမှုအာလူတက်မှုတခါလဲအချင်းချင်းချပြီးတော့နေရာပေးလိုက်လို့ရှိရင်မအုပ်ချုပ်တဲ့ဘာမှလုပ်တတ်မဲ့အဖွဲ့အစည်းတွေမဟုတ်နိုင်ငံကိုပုံပြီးပြစီသွားစေမှာဖြစ်တယ်အဲ့တော့ကျုပ်တို့အနေနဲ့ကစစ်တကလွယ်ပြီးတခြားရွေးချယ်ကြမရှိဘူးเนาะတက်မှာထွက်ချင်တဲ့သူ90ရာခိုင်နှုန်းရှိတယ်အဲ့တော့ အားကြောင့်ပဲနော်မင်္ဂလာပါကိုမောင်းနေမင်္ဂလာပါနော်အဲ့တော့ကထနောက်တစ်ခုကအကြောက်ဖြူအခြေအနေကျွန်တော်ဒီကြားပါတစ်ခါထပ်ပြောပါမယ်နော်ဟိုဥမင်းအွန်လိုင်းကိုကျွန်တော်ဝေဖန်နေတာဝေဖန်နေဆိုတော့အခုပေါ့ဗျာနော်မြန်မာနိုင်ငံမှာအေအေပေါ့စစ်သွေးရတပုံနေအနေနဲ့ကရောက်တက်လာရများနေအခုကြောက်ဖြူကိုတိုက်နေတယ်ကြောက်ဖြူကရွေးချင်ချင်ခုခံနေရတဲ့အခြေအနေမှာရှိတယ်အဲ့တော့ကြောက်ဖြူကျွန်တော်တို့ စကူစစ်ပွဲကပြိုင်စစ်ကီအနာထီပေါ့နော်အေအေကတိုးလာပြီဆိုတဲ့ခါကျမင်းတက်တောင်ကျော်လာပြီပေါ့ဗျာနော်အဲတိတ်မကြောင်ရက်တက်ရင်30နှစ်နဲ့ထီလာနိုင်တယ်ပေါ့နော်ကြီးတွေ့လာနိုင်တယ်အဲ့တော့ကိုဘကကြောက်စီကစစ်အင်အားမကောင်းဘူးလို့ဆိုစစ်အင်အားလည်းကောင်းတယ်လက်နက်အင်အားလည်းကောင်းတယ်ပြီးတော့ဟိုဘလိုခေါ်မလဲဆိုအရာရာပြည့်စုံတယ်ဗျာကြောက်ဖြူကအဲ့ဒီကြောက်ဖြူအရာရာပြည့်စုံနေတာကအခုဘလိုဖြစ်နေသူတို့စစ်ပြူဟာတွေကအသုံးမချတဲ့ပြူဟာလားဒါမှမဟုတ်ရှိရင်လည်း ဲကျွန်တော်တို့ဒီကာကွယ်ဥစည်းချုပ်ကမအေးအေးဝင်ဖြစ်နေတာလားဆိုတော့ကျွန်တော်ကစဉ်းစားရတော့မယ်တိမ့်လို့ရတယ်မတိမ့်ဘူးနော်အဲတော့နောက်တစ်ခုပဲဒီကျွန်တော်တို့ဘကိုးပါလဲဒီလိုပဲအဲဘကိုးပါလဲစကန်းကတိမ့်ဖို့တက်တက်လေးပဲလိုချင်မှာမတိမ့်နဲ့တော့တဲ့နောက်မှတိမ့်ငန်လေးကြမှာဘယ်ရောက်လို့ဥပဒေကထွက်လာဘယ်ရောက်လို့အမိန်ကထွက်လာတယ်မသိဘူးနဲ့တော့အနောက်စကန်းတခုလည်းစစ်တပ်ကအောက်ကနေပြီးတော့ဒီလောက်တော့ဖြစ်လာတာဟလာနိုင်ငံယူချသူခံချတာ ချပြီးတော့စကန်းလေးတိန်းလာပြီးတော့မှာပဲနော်စကန်းလေးတိန်းလာပြီးတော့မှာပဲတခါလဲအမသိန်းနေဆိုတဲ့ဥရဘယ်ရဘယ်လိုကြားအဲကြောင့်မကျွန်တော်ကစစ်ပွဲအောင်မြင်နေတယ်အောင်မြင်တယ်ဆိုတော့ကျွန်တော်တခါကြရင်မရေးချင်ဘူးမပြောချင်ဘူးဘာကြောင့်လဲဆိုတော့ကိုကပြောနေတယ်မလားအမှန်တရားပြောနေချိန်ကြလို့ရှိရင်အထက်ကတည်သွားပါအထက်ကတည်သွားလို့ရှိရင်အဲအထက်ကနေပဲလာပါလေမသိန်းနေတော့ဟဲ့ကောင်းလေဒီမိုက်မှာပဲရက်အိုက်မှာပဲရက်အိုက်မှာပဲရက်ဆိုတော့အေအေကပို့ပြီးတော့ရောက်တက်လာတာပေါ့ဗျာနော်ညောင်ကျိုးစခန်းတိမ့်လို့ရတာမသိမ့်မနဲ့ အပေါ်ကလည်းဘယ်ရဘလို့ရောက်လာတဲ့အမိန်လည်းမသိဘူးဆက်မသိနေတော့နော်မိုးထီစကန်ဘယ်ရဘလို့ရောက်လာအမိန်လည်းမသိဘူးဆက်မသိနေတော့